တချို့တွေကျွန်တော်အမြဲတမ်းပြောကြတယ်ကော်ပိုက်ကလေးနဲ့ကျွန်တော်ရိုက်တဲ့ချိန်မှာကျွန်တော်ဆယ်လီဖြစ်ကျင်တယ်လို့လားကျွန်တော်မေးတယ်အဲ့မေးခွန်းကျွန်တော်အရန်ဖြစ်ကျင်တာဘယ်တော့မှမတွေးခဲ့ဘူးကျွန်တော်ကလေကျွန်တော်အမှန်ဆုံးကျွန်တော်ပြောပြတာကျွန်တော်အမြဲတမ်းပြောအဲ့ကော်ပိုက်နေရာတုန်းကကျွန်တော်ကဖုန်းစလန်းတောက်ကလေးက1200မှရှိတယ်အလုတ်ပြုတ်တာနှစ်နှစ်ရှိသွားပြီအလုတ်ပြုတ်တာထမင်းစားဖို့တော့မရှိတဲ့ခါကျအဲ့ဖုန်းစလန်းလေးကိုမဝယ်နိုင်လို့အဲ့ကြောင့်တခါတခါကျရင်ကျွန်တော်မီဒီယာတွေမှာတချို့တွေကဝင်းဆဲနေတာဖုန်းစလန်းလေး1200 3000လောက်ဝယ်နိုင်ဘူးလားအဲ့ကောင် မြေးချူနေတာပါလို့ပြောတဲ့လူတွေကျွန်တော် ပိတ်မှာလာပြီးတော့ကိုယ်တိုင်မဲကြည့်လိုက်လူတယောက်စဉ်းစားကြည့်လိုက်အလုံးနှစ်နှစ်မရှိတော့တဲ့လူတယောက်အလုံးဖြုတ်လိုက်တာကျွန်တော်ခန္ဓာကိုယ်ကာယပလအလုံးမလုံးနိုင်လို့ကိုဗစ်နဲ့ကျွန်တော်လူလျှော့ပြီးနှစ်နှစ်ကျွန်တော်ထမင်းငတ်နေတဲ့လူတယောက်က1000ဆိုတော့ကောအဲ့ဒီဖုန်းစရန်တောက်ကိုကျွန်တော်ဘယ်လိုဝယ်နိုင်မလဲအရင်တော့ကျွေးတဲ့မြေနေတဲ့တောင်ဟိုရင်လည်းမသွားရဲဒီရင်လည်းမသွားရဲဟိုရွာလည်းမသွားရဲဒီရွာလည်းမသွားရဲနဲ့မျက်နှာငယ်တဲ့ဘဝနဲ့ခုဆိုရင်ဘယ်ရက်ဘယ်ဒေသအောင်မဆိုအမေနဲ့ဘေးခေါင်းပေါ်ရင်ခေါ်ပြီးသွားလို့ရတဲ့အတိုင်းတာတစ်ခုကိုဖြစ်သွားပြီပေါ့နော်အဲ့တော့ကို အမေနဲ့ဘေးအသက်တွေလည်းကြီးနေပြီ60တွေလည်းကျော်လာကြပြီပေါ့နော်အဲ့ဒီအတိုင်းတာအသက်အရွယ်လေးမှာစိတ်ချမ်းသာလက်ချမ်းသာနဲ့ဖရာတရားလုံးလို့ရအောင်ကျွန်တော်အပူပင်တော့ကတွေအားလုံးဖြည့်ရှင်းပေးနိုင်တဲ့အတွက်ကျွန်တော်အရင်ပဲဝမ်းသာမိပါတယ်ဗျဟုတ်အွန်လိုင်းပေါ်မှာကျွန်တော်ဟာသတွေရိုက်တယ်ဆိုတော့မိဘအကျွေးချေဖို့လည်းမဟုတ်ဘူးနံပါတ်1ကအရင်ကကျွန်တော်ဝါသနာပါတဲ့ຢာလေးကိုကျွန်တော်လောက်တာနံပါတ်1က ဝါသနာပါတဲ့အရာလေးကိုကျွန်တော်အမျိုးမျိုးလောက်တာမရလို့ဆိုပြီးတော့ကျွန်တော်ဒီတာလေးကိုရိုက်တာရိုက်တဲ့ခါမှာကျွန်တော်ဖုန်းနဲ့တချို့နေကျွန်တော်အမြဲတမ်းပြောကြတယ်ကော်ပိုက်ကလေးနဲ့ကျွန်တော်ရိုက်တဲ့ချိန်မှာကျွန်တော်ဆယ်လီဖြစ်ကျင်တယ်လို့လို့ကျွန်တော်မေးတယ်အဲ့မေးခွန်းကျွန်တော်အရင်ဖြည့်ကျင်တာဘယ်တော့မှမတွေးခဲ့ဘူးကျွန်တော်ကလေကျွန်တော်အမှန်ဆုံးကျွန်တော်ပြောပြတာကျွန်တော်အမြဲတမ်းပြောအဲ့ကော်ပိုက်နေတဲ့တုန်းကကျွန်တော်ကအဲ့ဒီဟိုဖုန်းစလန်းတောက်ကလေးက1000မရှိဘူးအလုတ်ပြုတ်တာနှစ်နှစ်ရှိသွားပြီအလုတ်ပြုတ်တာသမင်းစားဖို့တော့မရှိတဲ့ခါကျအဲ့ဖုန်းစလန်းလေးကိုမဝယ်နိုင်လို့အဲကြောင့် တခါတခါကြာရင်ကျွန်တော်မီဒီယာတွေမှာတချို့တွေကဝင်းဆဲနေတာဖုန်းစတန်လေး1000 2000တောင်ဝင်နိုင်ဦးလားအဲ့ကောင်မြေးချူနေတာပါလို့ပြောတဲ့လူတွေကျွန်တော်ပြေမှာလာပြီးတော့ကိုယ်တိုင်မေးကြည့်လိုက်လူတယောက်စဉ်းစားကြည့်လိုက်အလုံးနှစ်နှစ်မရှိတော့တဲ့လူတယောက်အလုံးဖြုတ်လိုက်တာကျွန်တော်ခန္ဓာကိုယ်ကာယပလအလုံးမလုံးနိုင်လို့ကိုဘင်းနဲ့ကျွန်တော်လူလျှော့ပြီးနှစ်နှစ်ကျွန်တော်ထမင်းငတ်နေတဲ့လူတယောက်က1000 2000ဆိုတဲ့ကောအဲ့ဒီဖုန်းစတန်တောက်ကိုကျွန်တော်ဘယ်လိုဝယ်နိုင်မလဲမဝယ်နိုင်တော့ကျွန်တော်ဝန္ဒနာပါရဲ့အရာကိုမလုပ်အောင်ဆိုတာမဖြစ်ဘူးလေ မဝန်နိုင်လဲငါဝါသနာပါတဲ့အရာကိုလောက်ကမယ်ဆိုတွေးတဲ့အခါကျတော့အောက်မှာကျွန်တော်တို့ဒီမော်တာတွေရေမော်တာတွေပြင်တဲ့အခါကျရေပိုက်တွေကိုဆက်ထည့်ဖြက်လဲပြက်ကိုအဲ့သူရေပိုက်တွေကိုဖြတ်နေတဲ့အချိန်မှာကျွန်တော်အဲ့ဒါကိုသွားမြင်လာဒီကော်ပိုက်ဆိုဖောက်လို့ပြုလို့လဲလွယ်တယ်လို့ငါတန်ချိန်ကလေးနဲ့ဖုံးထောင်လို့ရအောင်လုပ်မယ်ဆိုပြီးတွေးပြီးတော့ကျွန်တော်အဲ့ရေမော်တာပြင်တဲ့သူတွေရှိရနေကျွန်တော်ကျွန်တော်လေးအဲ့ကော်ပိုက်ပေါ်ပေါ့ဗျာကျွန်တော်အရတရက်ကြော်ပေါ့အဲ့ဒါကိုကျွန်တော်တောင်းလာလိုက်တာတောင်းလာလိုက်ပြီလေပြီးတော့ကျွန်တော်အမှဝါးလေးတွေ ဝါတို့ဝါစာလေးတွေကျွန်တော်တမယာကြီးမှာသွားရှာတက်သားတို့တက်သားတွေသွားရှာပြီးကျွန်တော်တေပင်နဲ့တုတ်ပြီးလို့ချင်းကျွန်တော်ရေတံမှုဖွင့်ပြကလေးတွေနဲ့လောက်အုပ်ပြီးကျွန်တော်ဘောကျွန်တော်အဲ့လိုစခဲ့တာအဲ့တော့မီဒီယာမှာတချို့တွေဆဲတဲ့လူတွေရှိလို့ရှိလို့ရှိရင်စင်ကောင်းဖြစ်တယ်အော်လို့ကိုကိုတိုင်းလေးပဲအောင်မြင်တိုးတက်အောင်ချက်ကုန်ချက်ခဲလဲမကြိုးစားပဲနဲ့ဘာကြောင့်တမယာကိုဆဲတာလဲအဲ့တော့ဆဲတဲ့လူတွေကိုကျွန်တော်ပြောချင်တာကကျွန်တော်လုပ်ခဲ့တဲ့အရာတခုမျက်မြင်ကိုယ်တိုတွေ့ချင်းကျွန်တော်လာမေးကျွန်တော်ပြောပြမယ် အဲ့တော့ကျွန်တော်ဆဲမဲ့ဆိုရင်အချင်းလေးကုန်ပါလေကျွန်တော်တို့ချက်ခုံချက်ခဲလောက်ပြီးတော့ခဏတစ်ခုခုမှာအောင်မြင်လို့ကြည့်အကျိုးလည်းရှိတယ်အဲ့တော့အကိုကြီးတို့အများကြီးပါဆိုတော့ကျွန်တော်တို့တော်တော်များများပြောကြတယ်ခုကျွန်တော်ဆဲတဲ့လူတွေတော်တော်များများလည်းရှိပါလေကျွန်တော်တို့ဆဲတဲ့လူကလက်ချိုးရေလို့ရတယ်အဲ့အဲ့ဒါကြောင့်ကျွန်တော်ကန်ကောင်းတယ်ကျွန်တော်ဆဲတဲ့လူကအမတန်အောင်နဲတယ်လူ၁၀ခန်းတော့မရှိပါဘူးအဲ့အဲ့ဆယ်ခန်းရှိတဲ့လူတွေကိုလည်းကျွန်တော်မဆဲကြပါနဲ့လို့ဆဲရင်ဆဲရင်စင်းရက်တတ်တယ်ငါအကိုတွေအမတွေလို့ အဲမဆဲပဲနဲ့ကိုဘွားအောင်မြင်တိုးတက်ရေးတို့ကကြက်ခုတ်ကြက်ခဲနဲ့ဗေဂန်နာမဆိုအောင်မြင်တိုးတက်အောင်ကြိုးစားကြပါလို့ကော်ပိုက်နဲ့စားခဲ့တဲ့ဘွားလေးကပြန်တန်းတက်လာမဟုတ်လေအဲ့ဒီကော်ပိုက်လေးကကျွန်တော်အိမ်ရဲ့အခန်းတောင်လေးမှာကျွန်တော်အမြဲတမ်းထောင်းထားတာကျွန်တော်ဘတော်မှာကျွန်တော်ဖြောက်ပြပြန်အရာလဲမဟုတ်ဘူးဗာဒါလေးနဲ့ဘွားစားခဲ့ရတာကျွန်တော်ခုအိမ်တော်ကြသွားပြီတာသမီတွေရပြီဆိုရင်တော့ကျွန်တော်ကတာသမီတွေဘဝတိုးတက်ရေးလီးမတ်လမ်းမှန်ကြိုးစားခြင်းစိတ်ဖြစ်အောင်ဒီလောကမှာမဟုတ်ဗေဂန်နာမှာမဆိုကြိုးစားခြင်းစိတ်ဖြစ်အောင်ငါငါဘုငါအဖြစ်တော့က ဒီလိုမျိုးလေးခက်ခက်ခဲနေတော့ဒီနေရာရအောင်စ조사ခဲ့ပါလေဆိုတော့ကျွန်တော်ကဗစက်ကပြောရင်ကလေးတွေဆိုတော့နောင်နောင်သားလေးယုံညီမယုံပါလေလက်တွေတက်တယ်ပြလို့ရအောင်ကျွန်တော်အခန်းတောင်မှာခုချိန်ဒီကော်ဘက်ကလေးကျွန်တော်ထားတော့မယ်ဘဲပြောင်းပြောင်းကျွန်တော်ယူသွားမှာဟုတ်ကျွန်တော်တနေ့ဟိုကျွန်တော်တစ်တော့တွေနှစ်ပုတ်သုံးပုတ်ရိုက်လိုက်တော့ကျွန်တော်တမရလို့ကာလည်းမကောင်းခုံလည်းမကောင်းဘူးကျွန်တော်ဟိုတမရအတန်နေတဲ့ line ဆိုကျွန်တော်ကလည်းကျွန်တော်ပြောချင်တယ်ပြောတယ်အဲ့ကော်ဘက်ကလေးလေးရိုက်တယ်ရိုက်တဲ့အချိန်မှာကျွန်တော်ကြီးရတယ်အမောပြေတယ်အမောပြေတယ်လို့ပြောတဲ့အချိန်မှာအဲ့ဒါကိုပဲကျွန်တော်ကျင်းတတ်တာအမောပြေတယ်ဟာမိုက်တယ်ငါတို့ကသူတို့စိတ်ချမ်းသာနေရပြီဒီနေ့ 3ကစစ်ချမ်းသာလို့မနေ့ပိုင်းကျရင်5ကစစ်ချမ်းသာအောင်လုပ်မယ်ဆိုပြီးပြောပြီးကျွန်တော်6ကလောက်ကိုကျွန်တော်မနာတန်း run လာအဲအမြဲတမ်းအခုချိန်ဒီလဲကျွန်တော်ဒီတိုင်းပဲကျွန်တော် commercial တွေဆိုအများကြီးရိုက်တယ်ကြော်ညာတွေအများကြီးရိုက်တယ်အခြားလုပ်တွေလုပ်ပြီးဆိုကျွန်တော်နံပါတ်တွေစဉ်းစားတာကအလုတ်လားအပီဆိုလို့ကျွန်တော်ပြောလို့ရှိရင်အဲ့ဒီအလုတ်နဲ့ပတ်သက်ပြီးတော့ဟာသာလေးတစ်ခုတူပါသွားရမယ်ကြည့်တဲ့သူအနေနဲ့အစိတ်တောက်မဖြစ်အောင်ကြည့်တဲ့သူအဆင်ပြေရမယ်ပြီး product ပိုင်ရှင်တို့ကထိရောက်တဲ့လုပ်ငန်းအတက်ကြော်ညာတစ်ခုဖြစ်ရမယ်ဆိုပြီးအဲ့ဒီလုံတုံးလုံနည်းနဲ့ပဲကျွန်တော်အခုချိန်ဒီလောက်တာပါဟုတ် ခုဆိုရင်အမေနဲ့ပင်နဲ့ဘဲရွာဘဲအလူဘဲဒေသကိုပဲဖြစ်ဖြစ်ခေါင်းမောရင်ကောပြီးသွားလို့ရတယ်ဘွားကိုရောက်သွားပြီးချမ်းသာလို့မချမ်းသာလို့ပြောတာမဟုတ်ဘူးเนาะအရင်တော့ကျွေးတဲ့မြေနေတဲ့တောင်ဟိုရင်လည်းမသွားရဲဒီရင်လည်းမသွားရဲဟိုရွာလည်းမသွားရဲဒီရွာလည်းမသွားရဲနဲ့မျက်နှာငယ်တဲ့ဘွားကနေခုဆိုရင်ဘဲရက်ဘဲဒေသကိုမဆိုအမေနဲ့ပင်ခေါင်းမောရင်ကောပြီးသွားလို့ရတယ်အတိုင်းတာတစ်ခုကိုဖြစ်သွားပြီပေါ့เนาะအဲ့တော့ကိုအမေနဲ့ပင်အသက်တွေလည်းကြီးနေပြီ60တွေလည်းကျော်လာကြပြီပေါ့เนาะအဲ့ဒီအတိုင်းတာအသက်အရွယ်လေးမှာစိတ်ချမ်းသာလက်ချမ်းသာနဲ့ဖရာတရားလုံးလို့ရအောင် ျွန်တော်အပူပင်တော့ကတွေအားလုံးဖြည့်ရှင်းပေးနိုင်တဲ့အတွက်ကျွန်တော်အရင်ပဲဝမ်းသာမိပါတယ်ဗျဟုတ်ကျွန်တော်အမြဲတမ်းပြောလဲကျွန်တော်လည်းအခုချိန်မှာအောင်မြင်နေတဲ့လူတယောက်လည်းမဟုတ်ပါဘူးအထက်အထက်ကျောက်ကလေးရက်တီလို့ရတဲ့အတိုင်းတားလေးပဲရှိပါတယ်အဲအကိုတွေအမတွေညီတွေညီမတွေဆိုရင်ကိုဝါသနာပါတဲ့အရာကဒီအမှုပညာလောကမှာမဟုတ်ဘယ်ကဏ္ဍမှာမဆိုအောင်မြင်ခြင်းနဲ့ဆိုရင်စင်ကြေလို့များများလျှော့ပြီးတော့နိုင်ရဘက်ကနေ 調査じゃばと、ちょっとディニアでちょっとナムナ言うじゃばちょっと録けたりをပြန်ကြည့်ပြီးတော့調査じゃばとちょっとメタやかんやり